ြင်ညက်ကင်နဲ့အတူဖြူဝါမှုအဝန်းစင်ဘုံမှုတို့ချုပ်တွေမတာပေါ်သွားတဲ့အကြောင်းကိုဖော်ပြပေးချင်တာဗျဖေယုတ်ချစ်တဲ့ခြင်းများလုံးပဲမင်္ဂလာပါဂျက်စ်ခရစ်ယာန်ကတိပြန်လဲကျိုးဆိုးလိုက်ပါတယ်အခု just နဲ့တို့ခြင်းမဲ့ဗီဒီယိုလေးကတော့ကိုရဲဘော်ရှန်လေးတင်စပီတဲ့တရင်ကောင်းလေးတွေဖြစ်ပါလိမ့်မယ်ဟောပြီးထောက်ဆန်တဲ့ just နဲ့တို့ဆောင်လေးလိုက်ပါချစ်စုတဲ့ဖေကပါတယ်ဟောပြီးစားလိုက်ကြအောင် let's go ကျောင်းမိသားစုဝင်နေမနေ့ကကျွန်တော်ငှက်ကင်အနက်ပစင်းခင်အနက်တွေကျွန်တော်တို့ရနေတယ်လို့ကျွန်တော်ပြောခဲ့ပြီးပြီးကျောင်းမိသားစုဝင်နေ ဆိုတော့ဒီနေ့မှာကျွန်တော်မိသားစုဝင်နဲ့ကျွန်တော်အတူတူဆွေးနွေးဖို့ပြပေးတော့မှာက MI Sampley စေရဲ့ရင်ငှက်ကင်နဲ့အတူ viewer မှု event စင်ဘုံမှုဘုံချုပ်တွေမတာပေါ်သွားတဲ့အကြောင်းကိုဖော်ပြပေးချင်တာဗျဘလို့အကြောင်းရာချောင်းအလောက်တောင်တိကျသွားတာလေ KNLA အကြံပစခွတက်ကမိကုန်းနေထုတ်နေတယ်သူတို့အချင်းချင်းဖမ်းလာလဲအခုအကောင့်တရာကျော်သွားပြီကျွန်တော်ရဲ့မိသားစုဝင်တို့ကလေးများလို့ဗောဗျာအဲ့မင်းတို့ပုံမင်းတို့ဖုန်းနေပေးမင်းတို့ဖုန်းနေပေး မင်းတို့စစ်မယ်ဆိုတာမျိုးပေါ့နော်ဒိုမလုံးရက်မျိုးကိုကဲန်ဒီကဲန်နဲ့လေလုတ်ပြခဲ့တာနှစ်ခါရှိသွားပြီအရန်ကိုတိကျလွန်းတယ်ဘာကြောင့်လဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်ဖော်ပြပေးမှာပြီးတော့ကျွန်တော်တို့ KNU ကဒီနေ့ထုတ်ပြန်ချက်ကိုကျွန်တော်မိသားစုဝင်တွေအဲတွေ့ပြီးပြီလို့တော့ကျွန်တော်ယူဆတယ်အဲ့ဒါကကျွန်တော်တို့ကြားဖြတ် online လိန်လေတဲ့ခိုင်းတွေနဲ့ပတ်သက်ပြီးတော့အရန်ကိုရှုပ်ထွေးလွန်းတဲ့အတွက် KNU ဟာ KNL လက်ထဲကိုအနှင်းလိုက်ပါတယ် ဆိုတော့ပုံမှန်တိုင်းဒီဇင်းထုတ်ပြန်ချက်လေးကိုကြည့်မယ်ဆိုရင်တော့ဘာမှမဟုတ်လို့ပဲခန်းစားရမှာကျွန်တော်ကကရင်ပါကညောတွေဘလို့အလုပ်လုပ်လဲဆိုတာကိုကြောချမ်းကျင်စရာဖြစ်အောင်ကိုပြောမှာဗျာကျွန်တော်မိုးကုန်းနဲ့ပတ်သက်ပြီးသတင်းလေးလည်းရှိပါတယ်၃ရက်အတွင်းမှအကျန်းဖက်စစ်ခွေးအတွက် DNL ရဲ့အကာအဝယ်ယူပြီးတော့ထဲထဲအထိဝင်သွားတာတောင်မှကျွန်တော်တို့အညာသားတွေနဲ့ NUG မြို့သားကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကျုံးတာခံလိုက်ရတဲ့အပြင်၃ရက်အတွင်းမှာပဲစကန်ကုန်းတစ်ခု ဆိုးအောက်သွားတယ်မနေ့ကလည်းကျွန်တော်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်ဒီနေ့အသေးစိတ်ကျွန်တော်တို့အတူတူဆွေးနွေးကြမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းရန်ကြည့်ရှုကျွန်တော်မိသားစုတအုပ်ချင်းစံကိုလေးစားဖိတ်ခေါ်လိုက်ပါတယ်ရေရေပေါ်ရှမ်းလေး official telegram channel အသစ်ဖွင့်ထားပါတယ်ကျွန်တော်မိသားစုဝင်တွေအရင်တိုင်းပဲကျွန်တော်တို့အတူတူဝင်းရန်ရင်နဲ့ရှေ့ကိုဆက်ဖို့အတွက်ကျွန်တော် channel ဟောင်းကအဆင်မပြေပါဘူးအဲ့ဒီ channel ဟောင်းမှာလည်းကျွန်တော်ရဲ့ telegram channel အစ်စ်ကိုလည်း link ချထားပါရတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေအရင်တိုင်းပဲကျွန်တော်တို့ အာဆွန်နီတိုင်ပင်ဖို့ကျွန်တော်ရဲ့ channel ကို join ဖို့လဲကျွန်တော်ဒီကနေပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်ဗျာဟုတ်ပြီဇင်းကင်နဲ့တွေရနေတယ်ကျွန်တော်ရဲ့မိသားစုဝင်လေဆိုတော့ဇင်းကင်နဲ့ညက်ကင်နဲ့ဘယ်ရောက်လို့တော့ကင်နေလဲတော့မသိဘူးကျွန်တော်ရဲ့မိသားစုဒါမနည်းကတော့ကျွန်တော်ဖော်ပြခဲ့ပြီးသွားပြီဒီနေ့မှာတော့အကင်ခံလိုက်ရပြီအကင်ခံလိုက်ရတဲ့အပြင် A1 အဆင့်ရှိ ဘိုးချုပ်ကြီးပါပါသွားတဲ့အတွက်ဟိုဘက်ကကောင်တွေတော်တော်လေးကိုလောင်မြိုက်သွားတယ်ကျွန်တော်ရဲ့မိသားစုရင်းလေကျွန်တော်ပြောပြတာ KNU ဒီလိုမျိုးလုံးရမျိုးဒီလိုမျိုးတိကျတဲ့ပြစ်ခတ်မှုမျိုးကိုဖော်ဆောင်ခဲ့တာနှစ်ကြိမ်ရှိသွားပြီဟိုဘက်ကကောင်တွေကတော့အာဒါတော့ဖဲတီကတော့သတင်းပေးတာဒီဖဲတီကိုရှာမရမယ်အဲ့တော့ဒါနဲ့ပတ်သက်တဲ့ဆက်နွယ်တဲ့သူတွေအကုန်လုံးသူတို့တက်ပြင်းမှာရှိတဲ့ခလေးရောခွေးရောအကုန်ဖမ်းလာတော့ကျွန်တော်ရင်ပြသားဆိုရင်အကုန်ဖမ်းပြီးတော့အခုရောက်တရာကျော် ဖုန်းတွေရဲ့ချက်လက်တွေပါလိုက်စင်တယ်ကျွန်တော်ပြောတာလှုပ်ရှုပ်တယ်ဖုန်းစစ်မနေနဲ့စစ်မနေနဲ့ကဲနူဘလိုလိုလဲဆိုတာကျွန်တော်တို့ခေါင်းခေါင်းသိပါတယ်ဟုတ်ပြီဒီကြောင်းလေးကိုကျွန်တော်မဖော်ပြခင်မှာကျွန်တော်ရဲ့မိသားစုဝင်တွေကိုဒါမုတ်ကုတ်မုံမိတ်စစ်ဒေတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနီးကကြီးကြပ်ဆောင်ရွက်နေတယ်လို့ KNU ကဝယ်ရေးကနေပြီးတော့ထုတ်ပြန်ကြေညာလိုက်တယ်အဲ့ဒီထုတ်ပြန်ကြေညာချက်နဲ့အတူဘုံမုံမိတ်မှာရှိတဲ့ဂျမ်ဘက်စစ်ခွေးတက်တွေ့ ဇော်မဲလုံးတစ်ကောင်ဖင်ထောင်ပြီးတော့အော်နေရလောက်အောင်ကို TNLA မင်းတော်တာဝန်ယူတာဝန်ခံပေးရမယ်နော်ဒီကိစ္စကမရိုးသားဘူးလို့ပြောရလောက်အောင်ထီကိုစိုးစိုးဝါဝါစုတ်ပြတ်တက်သွားပါတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေသူတို့ပုံမလောက်ဖြစ်နေတဲ့အခြေအနေအပြင်၃ရက်အတွင်းမှာစကန်လုံးတစ်ခုကိုပါတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးပညာချက်လည်းထုတ်ဖော်ပြီးဖြစ်ပါတယ်စရော်ရီတိုက်ပွဲမှာကျွန်တော်တို့အညာသားကြီးတွေထပ်ပြီးတော့ပါနေပြန်ရောဗျာ ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်လူငယ်တွေနဲ့တူကျွန်တော်တို့ရဲ့အညာသားတွေလည်းပဲပါဝင်ဆင်နွှဲနေတာဖြစ်ပါတယ်အညာဟာဒီနိုင်ငံရဲ့အရေးကြီးဆုံးသောဒေတာဖြစ်လို့အရေးပါဆုံးသောသူတွေလည်းဖြစ်ပါတယ်ဘာစစ်ယူနီဖောင်းမှမရှိဘဲနဲ့ပထမအစိုးရဝန်တိုင်းပြီးတော့စစ်တိုက်ခဲ့တာကျွန်တော်တို့နိုင်ငံအတွင်းမှာကျွန်တော်တို့အညာသားတွေပဲရှိတယ်ဗျာဘာအခွင့်အမှတ်မှမရှိဘူးယူတာလုံးနဲ့အညာသားသွေးရဲလုံးနဲ့အညာသားဘာမှမရှိခင်ရှိတာနဲ့ က်ပြီးတော့ခုတ်တဲ့အညာသားအညာသားတွေကိုကျွန်တော်ပြောနေတာကျွန်တော်အညာသားတွေကျွန်တော်စကမ်းမှာအများကြီးရှိတယ်ကျွန်တော်စကမ်းတစ်ခုလုံးကိုအညာသားတွေစောက်ပေးခဲ့တယ်လို့တော့ပြောလို့ရတယ်ဗျာဟာဝါပညာတွေပြီးတော့တစ်ပညာတွေတော်တော်ကျွမ်းတယ်သူတို့ကျွန်တော်သတိရပါသေးတယ်အခုအကျော့စကန်နေရမှာရှိတယ်အညာသားအချို့ကလက်ရှိမိုးကုတ်မှာလည်းတောင်းထန်းဆောင်နေတယ်ပြီးတော့ K I A K P D F မှာလည်းတောင်းထန်းဆောင်နေကြပါတယ်လို့ကျွန်တော်မိသားစုတွေကိုဒါဝမ်းမြောက်ဖွယ် ကျွန်တော်ဖော်ပြနေခြင်းဖြစ်ပါတယ်ဗျာဒါကြောင့်အညာသားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပို့ပြီးတော့သိရပါဗျာသူတို့ရဲ့လုပ်အားတွေသူတို့ရဲ့ကြိုးစားမှုတွေသူတို့ရဲ့ယူသားမှုတွေဟုတ်ပြီကျွန်တော်မမမမနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိသားစုဝင်တွေအကြောင်းတွေထပ်နေပါပြီဆိုတော့ TNL ဆုတ်ခွာပြီးတဲ့နောက်ပါအဲ့ဒီ data ရဲ့စရိတ်အခြေအနေတွေတရက်လုံးကိုအဲ့ဒီမှာရှိတယ်ကျွန်တော်တို့ကာဝေးဝန်ကြီးဌာနနဲ့အတူကျွန်တော်ရဲ့ရွှေညာသားကြီးတွေပြီးတော့ခြားသောတရင်တပ်ဖွဲ့တွေအများအပြားကတာဝန်ယူဆောင်ရွက်နေသလို NUG အမျိုးသားကာဝေး တပ်ဖွဲ့ဝင်တွေကလည်းပဲအဲ့ဒီမှာအနီးကပ်စီစဉ်ညွှန်ကြားနေတာဖြစ်ပါတယ်ဒီကနေ့ NUG ရဲ့ထုတ်ပြန်ကြေညာချက်ပြီးတော့ MOD ရဲ့ထုတ်ပြန်ကြေညာချက်ကိုဟိုဘက်ကကွက်ကကောင်တွေကြားတွေ့သွားပြီးပြီဆိုတော့တော်တော်လေးကိုအသေးခိုက်နေလောက်ပြီဘာကြောင့်လဲဆိုတော့ NUG လောက်ခံဒီကောင်တွေကိုအလောက်ခံလိုက်တယ်အစောခံလိုက်ရတယ်ဆိုရင်ဒီကောင်တွေတော်တော်ကိုစူးစိုးသွားတယ်တုံ့ပြန်တတ်တယ် ဆိုတော့ကျွန်တော်ရဲ့မိသားစုဝင်နေကျွန်တော်ဒီသတင်းလေးကိုဖော်ပြပေးနေတာကကျွန်တော်တို့ဒီရက်ပိုင်းလေးအတွင်းမှာပဲဗောနော်တိုက်ပွဲချင်းငယ်ကျွန်တော်တို့အချိန်ပေါင်း6ချိန်ကျွန်တော်တို့ဖြစ်ပွားခဲ့ပြီးတော့အချမ်းဖက်စစ်ခွစ်တက်ရဲ့စကန်ကုန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အခြေအနေတွေကိုကျွန်တော်မိသားစုဝင်နေဖော်ပြခဲ့သလိုမန်လေးမှာလည်းပဲကျွန်တော်တို့ဒါဒေါက်တာတေစာဆန်းဦးဆောင် ပြီးတော့ကျွန်တော်တို့ရဲဘော်ရဲဘက်တွေအာကျွန်တော်တို့ဟိုဘက်ကတကယ့်ကိုအဲထိတ်လန့် အံ့ဩပြီးတော့ဘယ်ရောက်ကတခုလုံးမှာပြပြတလဲဖြစ်သွားဟာမန်လေးအထိဝင်ပြီးတော့နောက်ပြီးတော့ဈေးကြိုတဲအထိဝင်ပြီးတော့ဆန္ဒပြသွားတယ်အဲ့ဒီဆန္ဒပြ debate ဆင်နေသွားတဲ့ကိစ္စကိုမန်လေးမှာရှိတဲ့သူတွေကတာဝန်ယူတာဝန်ခံမှုလောက်ကြမှာလားဒါမှမဟုတ်ကိုယ့်ရဲ့ဉာဏ်ဖြင့်မှုအတွက်ယာလူကနေပြီးတော့ကိုယ့်အံကိုအလိုက်သိမ့်ဖတ်သွားကြမှာလားစသည့်အားဖြင့်မိကွန်ပြိုးစုံတွေမင်းနေကြစေဖြစ်ပါတယ်ဗျဟုတ်ပြီဒါကတော့ကျွန်တော်က လက်ရှိကျွန်တော်တို့မဟုတ်မမိတ်နဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ရွှေညာသားကြီးတွေကျွန်တော်အညာတရင်တွေကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ PDF တွေအထူးပူရဲပြီးတော့လှုပ်ဆောင်နေကြတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်မိသားစုဝင်တွေကိုကို user ဖော်ပြနေခြင်းဖြစ်တယ်ပြီးတော့ KNU ကဂျာမန်ကိစ္စနဲ့ပတ်သက်ပြီးတော့ KNLA လက်တွင်းကိုစာပါထုတ်ပြီးတော့ဝါကွက်အပ်လိုက်တယ်ဆိုတာမျိုးကိုကျွန်တော်မိသားစုမျိုးထပ်ပြီးတော့ဖော်ပြပေးခြင်းနဲ့ဗျဘာဖြစ်လာနိုင်လဲဆိုတာပါကြပြန်နဲ့ပတ်သက်ပြီးတော့အရန်ကိုဒီကောင်လေးတောက် ကန်နီဘာမှမပြောဘူးဒီတိုင်းပဲကန်နီလက်ပိုက်ပြီးတော့ကြည့်အာ BGF ပေါင်းပေါင်းနေတယောက်ပြီးတယောက်ဒီတပ်ဖြတ်နေကျွန်တော်တို့မသိပါဘူးကျွန်တော်တို့မသိပါဘူး DGP ကလည်းတယောက်ပြီးတယောက်အာကျွန်တော်တို့မသိပါဘူးကျွန်တော်တို့ကတော့ဘလို့ပါညကျွန်တော်အများကြီးပြောတယ်ဒါတွေကလိန်ညာလို့ရတဲ့ကိစ္စလည်းမဟုတ်လိန်ညာလို့ကောင်းတဲ့ကိစ္စလည်းမဟုတ်ဘူးပြီးတော့ခု KNU ကထိတ်ချုပ်လိုက်တဲ့ကျွန်တော်တို့မြေလပံမှာရှိတဲ့အကြံဖက်စစ်ခွေးတက်ပြည်တည်ထားတဲ့ကြားဖြန့် အဲ့ဒီဝင်းကြီးကိုလည်းပဲလက်ရှိကြားဖက်စစ်ခွေးဆက်ကနေပြီးတော့တော့ဘုံနေနဲ့လာပြီးတော့ဘုံကျဲတာတွေပြီးတော့လက်နက်ကြီးနဲ့ဘုံကျဲတာတွေလည်းဇက်တိုက်ဖြစ်ပေါ်နေတယ်အဲ့ဒီတိုက်ခိုက်မှုတွေမလာကပစ်လိုက်တဲ့လက်နက်ကြီးလက်နက်ဆန်တွေကထိုင်းအထိကြရောက်ပြီးတော့ထိုင်းနိုင်ငံသားတွေပါအပြင်းအထန်ထိခိုက်တံရရှိတယ်ကျွန်တော်အိမ်တွေပါပျက်စီးသွားတဲ့အခါမှာထိုင်းနိုင်ငံကလည်းဒီနေ့ထုတ်ပြန်ကြေညာလိုက်တယ်တိမခံနိုင်တော့ဘူးနော်တဲ့မင်းအောင်လည်းရမ်းကြောက်နေပြီကျွန်တော်မိသားစုနေနေကိုယ်ကက KNU KNL KNDO ကိုတေကြောက်တာ ာဇဝင်လည်းရှိခဲ့တာဟုတ်ဗျာအခုဂျာပန်နဲ့ပတ်သက်ပြီးတော့ KNLA လက်တွင်းကိုအနေလိုက်ပြီးဆိုတော့ကရင်ပကညောတွေဘလို့အဆုံးတတ်ပြီးမှလဲဆိုတာမျိုးကျွန်တော်ပြသားစုဝင်နေစိတ်ဝင်စားပြီးထင်တယ်ဗျာကရင်ပကညောတွေဟာပကြစနစ်နဲ့ပတ်သက်ပြီးတော့ကရင်မျိုးပေါ်မှာသူတို့တွေအလွန် impotent ထူးချွန်တဲ့သူတွေဖြစ်တယ်ကျွန်တော်တို့ကျွန်တော်တို့ကိုနိုင်တော့ဘလို့မှလိုက်လို့မမီဘူး ကျွန်တော်တို့နဲ့စစ်တောင်းနေအများကြီးအမျိုးမျိုးထွက်ခဲ့ဘူးလေဘလို့မှကျွန်တော်တို့လိုက်မမိတာဒီအမ်ကြောင်ထဲမှာကွန်ဒီလုံးလေးတစ်လုံးထည့်ထားတယ်ပြီးတော့ချက်ရက်လေးတော့ကဘူးလေးတစ်ခုပါတယ်အဲ့ရက်လေးကသူ့ရဲ့ဒါဘောင်းမီထဲမှာထည့်ထားအဲ့ဒီကွန်ဒီအလုံးကိုအလုံးလိုက်ငုံပြီးတော့ချက်ရက်လေးကိုဒီလိုနော်အခုနည်းနည်းလေးပေါ့ဗျာနည်းနည်းလေး ဲ့လိုမျိုးလေးတွားတတ်တဲ့ပကညောတွေပြီးတော့ဘယ်ဒီနေရဘယ်နေရမှာပဲဖြစ်ဖြစ်သူတို့ရဲ့ရိခါကိုသူတို့ဖန်တီးစားတော့တတ်တဲ့ပကညောတွေဒီနေမြေမှာကင်းတွေဟာတကယ့်ကိုရှင်သိတယ်ပါဘလောက်တောင်ကြောက်ဖို့ကောင်းလဲဆိုတော့ကျွန်တော်မိသားစုဝင်တွေပြောချင်တာပါပြီးတော့ KNU ကကျွန်တော်တို့ဒါ KNL ကမွေးထုတ်ပေးလိုက်တဲ့ KN ကွန်မန်ဒိုတွေရှိပါသေးတယ်အယမ်းမြန်တယ်ကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်တို့ဘလို့မှလိုက်လို့မရအောင် ကျွန်တော်လိုက်ခဲ့ပြီးအချိန်မှန်များစွာဖောက်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 လမ်းလျှောက်တာအစားမတူဘူးတောင်တက်တောင်ဆင်းအရန်ကိုမြန်တာကျွန်တော်တို့ဘလို့မှမရအောင်နေပါဦးနေပါဦးတီးလို့နေပါဦးခဏနေပါဦးဘလို့မှလိုက်လို့မရအောင်ဆိုတော့လက်ရှိဒီရှုပ်ထွေးလုံးတဲ့ကိစ္စရပ်တွေမှာကျွန်တော် KNLA ရဲ့တလက်ထွင်းလေးကိုအနှင်းလိုက်တယ်ဆိုတော့ထုတ်ပြန်ကြေညာချက်ပြီးမှမလာနဲ့အပေါင်းပါတိုက်ဂျပန်နဲ့ပတ်သက်ဆက်နွယ်နေတဲ့ကောင်တွေ တို့ဘွားစသိမ့်ပြီလို့လားမှတ်လိုက်တော့တခါတကြံကကြီကုံမှဆိုးလို့ဝါးလေးနေပဲအချို့အရာလေးတွေကိုအဆုံးတက်ရတယ်ဗျာနောက်မလို့အပ်တဲ့နေရာတွေမှာကျွန်တော်တို့ကတနက်တမပေးတတ်ကြဆိုတော့ဒါလေးတွေလည်းကျွန်တော်မိသားစုဝင်တွေကျွန်တော်ဖော်ပြခဲ့ဘူးပါလေပကမျောတွေတကယ်ချမ်းပြီဆိုရင်တော့မင်းအောင်လှိုင်တဲ့အပေါင်းပါတိုက်ကတော့ငရေပီကိုတာကိုတွင်းကိုတွာကြိုတာတူးထားလိုက်လို့ကျွန်တော်ပြောချင်ပါတယ် ်နားမလည်ဘူးတရုတ်တွေပိုင်းနားမလည်ဘူးမာဘာညာတွေသူတို့နားမလည်ဘူးသူတို့နားမလည်ဘူးသူတို့နားလည်တာကဒါကိုကျုံးမယ်ဆိုရင်တော့အပြတ်သားကျုံးမှာဖြစ်ပါတယ်ဆိုတော့ညီပိုင်မှာစစ်နိုင်တယ်ဆိုတဲ့စကားကိုလည်းကျွန်တော်ပြောခဲ့ပူတယ်ဆိုတော့အဲ့ဒီမှာ glitch အခြေအနေတွေမှာလည်းပဲကျွန်တော်တို့ DKBA အောက်မှာရှိနေတဲ့အာအခွင့်အူးကံလူဒန်းစားအခြေအနေတွေပြီးတော့ကျွန်တော်တို့ PC အောက်မှာပေါ့နော် ရောက်နေကြတဲ့အခွင့်ဒူးခံလူဒန်းစားအခြေအနေတွေတော်လိုင်းရင်လည်းမဟုတ်ဘာမှလည်းမဟုတ်ဘိုးလိုလိုဒီလိုလုံနေတဲ့ကောင်တွေအခုကျွန်မလည်းတဖွဲဖွဲနဲ့ KNU ဘက်ကိုရောက်သွားတဲ့အခြေအနေတွေရှိတယ်ပြီးတော့အသာအရာတူအောင်တိတ်စိတ်ထွက်သွားတဲ့သူတွေလည်းရှိကြပါတယ်ဆိုတော့ကဲနလေးလက်တွဲကိုထည့်လိုက်တယ်ဆိုရင်တော့ကျွန်တော်ရဲ့မိသားစုတွေကျွန်တော်ပြောချင်တာကတော့ဒီကောင်တွေစမုံတုံးပြီလို့ပဲကျွန်တော်ပြောချင်ပါတယ်ဟုတ်ပြီကျွန်တော်ဒီနေ့အဓိကတင်ပြချင်တာကတော့ပစင်းရင်ကွဲတွေငုံနေကြတဲ့ ကြတော့ကြားရဲမမြင်နိုင်တဲ့ဆိုတဲ့တချင်းလေးလိုမျိုးပေါ့နော်ကျွန်တော်ကမကြောက်ဘူးဒါကျွန်တော်မိသားစုဝင်လေးကိုအဲအချင်းလေးတွေဆိုတာဆိုတတ်တတ်ပါတယ်ကျွန်တော်တန်တော့မကောင်းဘူးပေါ့နော်ဂီတစာစုဆိုတော့လေဟုတ်ပြီဂီတကိုစာလို့ဆိုတာပြောတာပါဆိုတော့ကျွန်တော်မိသားစုဝင်လေးအိမ်ဝပုံမူကြီးအောင်မြတ်မိုးနဲ့အဖွဲရဟရင်ကချပြီးတဲ့အချိန်မှာ KNU ကကော်တီကြီးတိုက်ခိုက်ချိန်မုံတုတ်တင်လိုက်တဲ့ဖြစ်ရကြီးကကျွန်တော်မိသားစုဝင်လေး surprise ်ဆိုတော့ဟိုဘက်ကကွက်ကကောင်တွေကတော့ဒီဖြစ်ဖြစ်ကိုတို့လုံးဝလက်မခံနိုင်ဘူးတို့ကတော့ပြောတာဟာလောလောလက်မခံနိုင်ဘူးဒါဖျဲသီးပဲဖျဲသီးပဲဒါကြောင့်လည်းပဲအဲ့ဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာအခုအကောင့်တရာကျော်သွားပြီခလီရောခွေးရောအကုန်ဖမ်းတာကျွန်တော်မြင်သားဆိုဝင်နေဟုတ်ပြီအရင်ဦးဆုံးကျွန်တော်တို့ KNU ဒါထုတ်ဖို့ပြောဆိုချက်ကိုကျွန်တော်မြင်သားဆိုအရင်ဆုံးဖော်ပြပေးခြင်းနဲ့ပြင်မျိုးသားစီယုံ KNU တက်မှာငါဖောက်ပုံခဲကိုထောက်ပို့လာတဲ့ အကြံဖက်စစ်ခွေတဲ့ရဲရင်တစီကို KNL ပူပေါင်းတပ်ဖွဲ့ဝင်တွေကဝိုင်းဝန်းပစ်ကတ်တိုက်ခိုက်ခဲ့တယ်။ဆိုတော့အဲ့ဒီအနီးမှာအကြံဖက်စစ်ခွေတက်ကကောင်တွေအထီးကိုက်တေဆုံးမှုတွေရှိခဲ့တယ်လို့ KNL တပ်မှငါပြောရေးဆိုဝင်ရှိတဲ့သူကထုတ်ပေါ်ပြောဆိုလာတာဖြစ်ပါတယ်။ KNL တပ်မှငါနဲ့ KNL တပ်မဟာ၃အဆက်ဘောဆက်ကိုစကန်ကိုအကြံဖက်စစ်ခွေတက်ရဲရင်ကထုတ်ပေါ်လာကူခြင်းဖြစ်တယ်လို့သူရဲ့ဖော်ပြချက်မှာတွေ့ရတယ်။ အဲ့ဒီစစ်ရဲရုံကင်မျိုးသားလွတ်မြောက်ရေးတက်မလို့ KNL ပူပေါင်းတပ်ဖွဲ့ဝင်တွေကလက်နက်ကြီးတွေနဲ့တွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့ဒိုက်ရိုက်ထိမှန်တဲ့အခြေအနေတွေလည်းရှိသလိုရဲရင်အနည်းမှာအကြမ်းဖက်စစ်ခွေးတက်ကကောင်တွေထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်ရဲရင်ကိုဖြစ်ပါတယ်ဆိုတော့ရဲရင်ကိုတက်တက်လေးမထိပေမဲ့ဘေးနားကိုတော့ချော်ပြီးတော့ထိသွားတယ်တဲ့ KNU တက်မှငါကဒါပြေးဆုံးရဒုဗမှုကြီးစောက်ပလက်တို့ကပြောဆိုခဲ့တာဖြစ်ပါတယ်။ကရင်နေထုတ်ပြန်ကြညာချက်ကိုကြည့်မယ်ဆိုရင်တော့ စကားတွေအများကြီးမပြောဘူးဗျာတို့တွေတူတူပဲတူတူနဲ့လူရင်းပဲပြောတတ်တယ်တို့ဘောနော်တက်လိုက်တယ်ဗျာဒိုင်ယကြီးမထိသွားတော့ဒိုင်ယကြီးထိသွားရင်တော့ပွဲကပြတ်သွားပြီဗျာဆိုတော့ဒါပေမဲ့အဲ့ဒီအနောက်ကိုကျသွားတဲ့ချိန်မှာအဲ့ဒီရဲ့လက်နေကြီးပောက်ကွဲမှုတွေအကြောင်းပဲပြောင်မှုပါဝင်အကြပါစစ်ခွေးတက်ကတခွဲမှုဒုခွဲမှုစေးတောင်ဝင်ငန်းစတဲ့အရာရှိ တွေအပါအဝင်စတဲ့ဦးထိုက်တန်ရရှိခဲ့တယ်လို့သူတို့ရဲ့ပြောထုတ်ပေါ်ပြောဆိုချက်တွေမှာကျွန်တော်တို့တွေ့ရတယ်။ဒေသုံသွားတဲ့သူ viewer မှုဆိုတဲ့သူကလည်းဒုတိယဘုံမှုကြီးအောင်မြတ်မိုးဖြစ်တယ်လို့ ျွန်တော်တို့သိရှိထားရတယ်ရဲရင်ကိုတော့အစနာတွေရဲရင်ကိုတော့ထိခိုက်တာတွေနဲ့ပတ်သက်ပြီးတော့အဝေးရဖြစ်တဲ့အထွက်ပေါ့နော်အဘမတို့ရပြောဆိုချက်မှမတွေ့ရဘူးရဲရင်နာမှာရှိတဲ့လုံုံရေးယူထားတဲ့တပ်ဖွဲ့နဲ့ရဲရင်အစင်းကိုလာကြည့်တဲ့ view ဟာမှုပါသွားတာဖြစ်ပါလေဘယ်ကိုပါသွားရလဲဆိုတော့ငရေပြည်ကိုပါဆိုတော့မတာပေါ်ပြီးတော့တခွဲမှုနှစ်ကောင်ဒုခွဲမှုတစ်ကောင်စေးတာဝန်ငံတစ်ကောင်လည်းပဲဆက်ငင်ဆက်ငင်ဖြစ်သွားတယ်လို့ကျွန်တော်ကြတိထားရတယ်စွစုပေါင်းကတော့ထုတ်ပေါ်ပြောဆိုချက်မှာ ဆက်တော့ကောင်းဆက်ငင်ဆက်ငင်ဖြစ်သွားပါတယ်လို့ဒုတိယဘုံမူကြီးစောက်ကလေတူကပြောဆိုထားတာဖြစ်ပါတယ်ဘောကဲဆိုစကန်ကတက်မာ၃ညောင်လေးပင်ခရိုင်ကြောက်ကြီးမြို့နယ်တက်မာ၅ဖောက်ပုံခရိုင်ကျွန်တော်တို့လူသောမြို့နယ်ကိုဆက်ဆက်ထားတဲ့ကြောက်ကြီးမူတဲ့ဘောဆဲကိုလမ်းမပေါ်မှာရှိတယ်ဘောဆဲကိုကြေးရအနီးမှာတည်ရှိပြီးတော့ဒါစီးရဲအတွက်အချမ်းဖက်စစ်ခွတ်တဲ့ထောက်ပို့လုပ်ငန်းတွေမှာအင်မတန်အလွန်ရေးပါတယ်တက်စကန်တစ်ခုဖြစ်ပါတယ်ဒါကကျွန်တော်တို့ ဘောဆက်ကိုစကန်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်မိသားစုနဲ့ဘယ်လောက်ထိရေးပါတဲ့အထောက်ပို့စကန်တစ်ခုဖြစ်တဲ့အကြောင်းပြီးတော့ကရင်တွေရဲ့ထုတ်ပြန်ကြေညာချက်ဟာရှင်းရှင်းလင်းလင်းပဲထုတ်ဖို့ပြောဆိုတတ်တဲ့အခြေအနေလေးတွေကိုကျွန်တော်ကတို့ရဲ့ဖော်ပြချက်နဲ့အတူကျွန်တော်မိသားစုနဲ့ဖော်ပြခဲ့တာဖြစ်ပါတယ်ဒီသတင်းနဲ့ဆက်ဆက်ပြီးတော့ကဒီနေ့ကတော့ share ပဲเนาะကျွန်တော်မိသားစုနဲ့စတိုင်ကိုနေရပြီ ပြီးတော့သတင်းကောင်းတွေကြားဖို့လည်းရှိပါသေးတယ်လို့ကျွန်တော်မိသားစုတွေကျွန်တော်အတိပေးခဲ့တာရှိတယ်ကျွန်တော်ရဲ့ Telegram မှာကျွန်တော်တော်တော်လေးသတင်းပေးထားတယ်ကျွန်တော်ရဲ့မိသားစုတွေမကြည့်ရသေးတဲ့သူတွေကျွန်တော်ရဲ့ Telegram ကိုဂျိုင်းပြီးတော့တက်ကြည့်ပေးပါဆိုတော့ကျွန်တော်ရဲ့အမျိုးတွေကျွန်တော်မိသားစုတွေအရင်ဆုံးကျွန်တော်ကဖောက်တယ်ချတတ်ပါလေဗျ Telegram မှာပဲပေါ့နော်ဟုတ်ပြီကျွန်တော် ရိုင်းနေလာချတာနေ့လယ်ပိုင်းလောက်မှလာချပေးတာအဲ့ဒါကိုသတင်းပေါက်ပြီးတော့တစ်ဖက်အဖွဲ့အစည်းကနေပြီးတော့လက်နက်ကြီးလက်နက်ငယ်60မမဒရုန်းပုံးသီးတွေပါစုပြုံပြီးတော့ကျွေးလိုက်တဲ့အခါမှာရိုင်းရင်ပေါ်မှာပလာတဲ့ဒူးဘူမူကြီးအောင်မြတ်မိုးအပါဝင်အရာရှိ15កောင်တန်းပြီးတော့ဂိန်သွားတာလေကျွန်တော်ရဲ့မိသားစုဝင်နေဂိန်ကသတင်းထုတ်ရင် shop ပေါက်ပြီးတော့ထုတ်ပေးတယ်နော် နောက်ဆက်တွဲသတင်းကအခုကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်တစ်ဆက်တည်းပေါ်ပြနေတာ15កောင်တန်းပြီးတော့ဂိန်သွားတယ်အရန်ကိုတိကျတယ်နော် ဘယ်လောက်ထိတိကျလဲဆိုတာကိုကျွန်တော်ဆက်ပြီးတော့ဖော်ပြပေးမယ်ကျွန်တော်တို့တမိုင်းတိုင်းစစ်ဌာနချုပ် A1 ဒုတိယဘုံမူကြီးအောင်မြတ်မိုးနဲ့အဖွဲရဲရင်ဘော်ကချပြီးမှာတိုက်ခိုက်ခံရတာကြောင့်ねစစ်ရာရှိတွေအရာရှိငယ်အပါဝင်15ခေါင်ပွချင်းပြီးဂိန်သွားတယ်လို့အတီးပြုတ်ထားတာဖြစ်ပါတယ်ဆိုတော့ရန်ကြီးကိုကွတ်တိကျလွန်နေတယ်ကယန်းကယန်းနဲ့လေးနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ် တော်စတောင်းမြင့်ရှိပချံအဓိကကြောင်ကြီးနယ်တွေမှာအဓိကရွေးကောက်ပွဲလုပ်ချင်တော့တယ်ဒါတောင်ပိုင်းတိုင်းစစ်ဌာနချုပ်က A1 နဲ့ Q1 အလက်ကျဆစ်စင်ရေးထွက်ရတဲ့အချိန်မှာ A1 အောင်မြတ်မိုးဟာစတောစီစီဂိမ်းမိုးအတွက်ဖြစ်သွားတာဖြစ်ပါတယ်အေးအောင်မြတ်မိုးနဲ့ဖွဲ့ဟာစစ်ကူလိုက်ထားတာစစ်တောင်မကူလိုက်ကြဘူးသူတို့ကိုသူတို့လည်းမကဲနိုင်ပါဘူးကျွန်တော်မသားစုဘူးနည်းပို့လာကလည်းစေးရရင်နဲ့ပို့ခဲ့တာပါအဲ့ဒီမှာတိုက်ခိုက်ပြီးတော့နေ့ပေါင်း73 on the shot အားလုံးပေါင်း15កောင်ပွဲချင်းပြီးမตาဖြစ်သွားပြီးတော့ဆေးမှုတကောင်လည်းပဲပွဲချင်းပြီးမตาဖြစ်သွားတာပါတိုင်းယုံစုပေါင်းဆက်ပေါင်းအဖွဲဖြစ်တယ်လို့သိရှိရတယ်စစ်မကောင်းကြောက်ရင်မိသားစုနေအမှန်အကန်ကြီးပါတကယ်ကိုတကယ် great great ကြီးစုပြီးတော့အာကုညီမယ်ပေါ့နော်မင်းတို့အားမငယ်နဲ့ငါတို့စစ်ကူလာတယ်ပေါ့နော်မင်းတို့အတွက်လည်းအရာရှိတွေပေါ့နော် ရရှိတယ်ဘလိုတွေမိုတီတီပေးမယ်ပေါ့ဘလိုတွေပါညာတွေပေါ့စကားတော်ပြောချင်မရဘူးရရှင်ဘွားတော်ဆင်းကြီးအချိန်မရလိုက်ဘူးဂိမ်သွားကြလာဖြစ်ပါတယ်တရက်တည်းမှာအလောက်ထိထိပ်ပြီးအာကျန်ဖက်စစ်ခွတ်တဲ့စစ်ပိုးချုပ်တွေပြီးတော့ A1 အဆင့်တွေဗျူဟာမှုတွေပါသွားတယ်ဆိုတော့ဟိုဘက်မှာတော့မွင်းကားတော့ရှယ်စားရမှာเนาะကျွန်တော်အမိသားစုဝင်နေတရက်တည်းတော့15កောင်ဂိမ်တဲ့အထဲမှာရရှိတယ်အများကြီးပါသွားတာဖြစ်တယ်ဆိုတော့ကင်းလူဘက်ကတော့သတင်းတိတိကျကျရပြီးတော့မှစောင့်ကြိုတိုက်ခိုက်လိုက်တဲ့အနေအထားဖြစ်ပါတယ်ဆိုတော့ short light ဒုံးနဲ့ဖြစ်တယ်တော်တော်များများ ကျွန်တော်တို့ဒါထိသွားတာတွေရှိတယ်ဒါပေမဲ့တကယ်အခြေအနေတွေမှာတော့ shortlight drone နဲ့ပြတဲ့အနေထားမျိုးဒီကျွန်တော်တို့ထုတ်ပြီးတော့ပြစ်ခဲ့တာတွေရှိတယ်လို့မျိုးကျွန်တော်တို့အများဆုံး breather mine တွေနဲ့ဆွဲပြီးတော့တိုက်ခိုက်တဲ့ပုံစံမျိုးတွေပါအများကျွန်တော်တို့သုံးကြတာဖြစ်ပါလေ KNU ကဒါတို့ရဲ့ပေါ့နော်စည်ရေးသုံးပြတဲ့နေရာမှာနီးဟောသူရဲ့နေမြေမှာပေါ့နော်သူတို့တွေအလင်းတင့်တယ်လို့မျိုးပုံစံမျိုးတွေနဲ့လုတ်တက်ကင်တက်ပါတယ်ဆိုတော့ဒီနေရာမှာဒါကိုတော့ဒီလိုပဲသုံးမယ်ဆိုတာမျိုးပုံသေးမဟုတ်ဘဲနဲ့အစင်ပြေတယ်လို့တွေး နီးလည်းမျိုးစုံတုံးပြီးတော့လဲတိုက်ခိုက်တက်ပါတယ်ဒါကြောင့်ကျွန်တော်ရှေ့မှာပြောတာပကညောကြီးလက်ထဲထည့်လိုက်ပြီးဆိုရင်တော့ကျုံဝင်လာတဲ့ဗါလဲရခုကိုဒဲတီဝင်ပြီးတော့ကြားဖြန့်တွေကိုနှိမ်နှင်းမယ်ဆိုတော့မာအာလာနဲ့ခွေးတတိုက်ရဲ့ဘွားကတော့စမုံတုံးပြီးလို့ကျွန်တော်ပြောတာပါတမင်စားကြီးတောက်ရှိန်တော့ပေးမှာမဟုတ်တော့ဟိုကောင်လေးကပြီးလဲလွတ်မှာမဟုတ်ဘူးတခုတော့ရှိတာပေါ့နော်အဲထိုင်းဘက်ကိုတော့သူတို့တွေရေကူးပြေးမယ်ဒါပဲလုပ်လို့ရမှာအခုထိုင်းကလည်းတော်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 နှာပွနေပြီ တရားချမ်းပစစ်ခွေတက်ကပြစ်လိုက်တဲ့လက်နက်ကြီးတွေကြီးတွေကဥပမာကသူတို့ရဲ့ထိုင်းနိုင်ငံသားတွေပါထိကြိုက်သွားတာလीဗျာကျွန်တော်ရင်မသားစုံနေတယ်ဆိုတော့ဇော်မဲလုံးလမ်းပြီးတော့ပြောတာပေါ့အာဥပစေကုသဈေးကိုတဝက်ခံမယ်လို့ဘာလို့ညာလို့ပြောတယ်ဆိုတာလကားကျွန်တော်ရင်မသားစုံနေတယ်ဟုတ်တော့ကိုလူပဲအရင်ဆုံးကိုပြန်ကူကြပါအောင်ပေါ့ဟုတ်ပြီ ကျွန်တော်ဒုတိယပုံမူကြီးအောင်မြင်မုန်းတဲ့အပွဲစကူအဖြစ်အဲဒီစစ်ရင်ရင်ကိုတောင်ရောက်တောက်ရောက်ပုတ်ဆောင်ခဲ့တယ်ဒါသတင်းပေါက်ကြားခံတိုက်ခိုက်ခံလိုက်ရတယ်ကြာဆုံးသွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တောင်ပိုင်းတိုင်းစစ်တပ်နာချုပ်စုဖွဲ့ပြီးတော့လက်ရှိချိန်မှာတော့စစ်ဆင်းနေကြပါတယ်မေကောင်လဲကွာဖရဲတိဘသူသတင်းပေးတာလဲဆိုတော့အဲမစင်းလုံးတဝဲလဲလဲပုံစံမျိုးပဲတရက်ခံကိုတော့မမိပဲနဲ့လက်ရှိချိန်မှာအကျန်းဖက်စစ်ခွေးတက်ရဲ့အရာရှိမိသားစုဝင်တွေအပါဝင်အောက်ချိန်မှာရှိတဲ့ငတ်စနူးအဝိရှောဂျပန် ောက်တိုမေရလုံနေရတဲ့ငစနူမိသားစုဝင်တွေကလေးရောခွေးပါအကုန်လုံးကိုဖုံးနေပါဆစ်ပြီးတော့နှအုပ်ဖုံးခါပြီးတော့အချင်းချင်းဖမ်းချုပ်ထားကြတယ်စစ်ဆေးနေတယ်တရားခံကိုလည်းမမိဘူးလို့ကျွန်တော်တို့သတင်းတွေထပ်မံပြီးတော့ရရှိထားရတယ်ဆိုတော့သတင်းပေါက်ကြလို့တိုက်ခိုက်ခံရတာဖြစ်တယ်လို့သူတို့ကသတ်မှတ်ထားတာဖြစ်တယ်ဘေးကသတင်းပေါက်တာလဲဘလို့ဖြစ်တာလဲလက်ရှိအချိန်မှာတိုင်းရုံးကအရာရှိတွေစစ်တပ်မိသားစုတရားကြောဖုံးတွေကိုစစ်စားအဖွဲ့တွေကို ကျွန်တော်တို့အဲ့ဘုံတွေကိုပို့ပြီးတော့စစ်ဆေးနေတာမျိုးတွေဖမ်းဆီးနေတာမျိုးတွေအကုန်လုံးတင်းကျုံပြီးတော့လှုပ်ဆောင်နေတယ်နေပြီးတော့စစ်ဘက်ကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုအစာမကြေဖြစ်နှပွားနေပါကြောင်းကျွန်တော်ပြည်သားစုတွေကိုဖော်ပြလိုက်တာဖြစ်ပါတယ်ကဲနူဒီလိုမျိုးစေးရန်ဂျင်ဘော်ကအစင်းတိုက်ခိုက်ခြေမုံခဲ့တာဒါနဲ့ဆိုရင်နှစ်ကြိမ်ထက်မနည်းရှိနေပြီဆိုတော့အချိန်ကောင်းမှာကွက်တိလို့သွားတာဖြစ်တယ် ဘာမှကြိုတွင်မှန်းဆလို့မရဘူးအခုသေမလားမနှက်ပြန်သေမလားမကြမကြသေမလားဆိုတာကိုကင်းရင်နေမြီမှာကင်းရင်ပကညောတွေကလာဆုံးဖြတ်မှာဖြစ်ပါတယ်အကျွန်တော်ဖက်စခွေးတက်ကကောင်းနေဘာမှလှုပ်ချိန်တော့ရလိုက်မှာမဟုတ်ဘူးပြောချင်တာကတော့စကူပစ်ကူတော့တောင်းကြိမ်တော့မရလိုက်ဘူးဆိုတာမျိုးတွေကိုထပ်မှန်ပြီးတော့ကျွန်တော်တို့မြင်တွေ့ရဖို့ရှိပါတယ်။သင်းကောင်းတွေများကြီးရှိပါကျွန်တော်တို့မိသားစုဝင်နေ။အချိန်နဲ့တပြင်းညီ ကျောင်းမိသားစုတွေကြားရမှာဖြစ်ပါတယ်ဒီကနေ့မှာကျွန်တော်ဖော်ပြခဲ့တဲ့အကြောင်းအရာတွေကျောင်းမိသားစုအားနှစ်သက်မယ်လို့မျှော်လင့်တယ်ကျွန်တော်တို့နောက်ထပ်သတင်းလေးတစ်ခုရှိသေးတယ်ဗျာအတီးပြုတ်ဈေးလို့လည်းပြောလို့ရမယ်ပြီးတော့အတီးပြုတ်လို့ရတယ်လို့လည်းပြောလို့ရတယ်အဲ့ဒါကတော့ကင်းဒီနေတွိုက်မှာ MI Sammy ဆေးရရင်ဒစီရေစင်းတောက်သွားတယ်အဲ့ဒီမှာပါလာတဲ့အကြမ်းမဖက်စစ်ခွေးတဲ့အရာရှိအပါဝင်စခွေး 15တော့ပွဲချင်းပြီးဂိမ်းသွားတယ်ဆိုတဲ့ကိစ္စတွေလည်းရှိနေသေးတယ်ကျွန်တော်ရင်မိသားစုဝင်နေတော့ပစင်ကင်နန်းတွေဟုတ်ပြီဒီနေ့မှာကျွန်တော်တင်ပြခဲ့တာကျွန်မိသားစုအားနဲ့တက်မလို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ Telegram အခုပေါ့နော်လူ400ကျော်လောက်ပြန်ပြီးတော့ကျွန်မိသားစုဝင်နေ join ထားတာကိုကျွန်တော်တွေ့ရပါတယ်အဲကျွန်တော်တို့ထပ်ပြီးတော့အရင်လိုပဲဝင်းရန်ကူညီပေးပါအရင်လိုပဲကျွန်တော်မိသားစုဝင်တွေကျွန်တော်ရဲ့ Telegram ရဲဘော်ရှမ်းလေး official channel channel ပေါ့နော်အဲ့ဒီ channel ကိုလည်း ဝင်ပြီးတော့ join ပြီးတော့ကျွန်တော်တို့အတူရှိတဲ့ကြပါဆိုလို့ပြောကြရင်လည်းဒီကနေ့ video ဆုံးသက်ပြစေလက်နေပြ CV Cup ကြောင်းနဲ့ကျောင်းနိုင်ငံအတွင်းမှာရှိတဲ့မိသားစုဝင်တဦးချင်းစီတိုင်းပြီးရင်ကင်းရှင်းပါကြောင်လေးနဲ့စတောင်းရင်းနဲ့ကျွန်တော်ရဲ့ဝက်ရှက်လေးပါဗျာเนาะกูเยบอชันลีเดนซ์ပြီးတော့တည်တင်းလေးတကယ်ကောင်းပါတယ်တကယ်အားရပါတယ်เนาะဟုတ်ပြီကိုเยบอชันလီเดนซ์ပြီးတော့ပေါ့ပရိတ်တူတိုင်းမင်းတော့တချက်လေးတွေကိုကွန်မန့်မှာရေးပေးကြပါဦးဟုတ်ပြီကျွန်တော်နောက်တည်တင်းဒီလေးတွေနဲ့ပြန်ဆုံကြအောင်เนาะโอเคဘိုင်ဘိုင်